ရှမ်းပြည်နယ်အစိုးရဖွဲ့လူမှုရေးရာဝန်ကြီးဦးမင်းမင်းတွင်တုံတာမြို့ရှိဒေသဖွံ့ဖြိုးရေးအတွက်ဌာနဆိုင်ရာများနှင့်တွေ့ဆုံတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အစိုးရဖွဲ့လူမှုရေးရာဝန်ကြီးဦးမင်းမင်းတွင်သည်ယနေ့နေ့နဲ့10နာရီ45မိနစ်ချိန်ကရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်တုံတာမြို့ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခမ်းမ၌ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။ ရေးဦးစွာရှမ်းပြည်နယ်ဆိုရဖွဲ့လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်က အမှားစကားပြောကြားပြီးတုံတာမြို့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာလင်းထွန်းတုံတာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူးဦးခင်မောင်လန်းနဲ့ဌာနဆိုင်ရာတာဝန်ရှိသူများမှပညာရေးကျန်းမာရေးနှင့်ပတ်သက်သောလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်လိုအပ်ချက်များတင်ပြခဲ့ပါသည်ရင်နောက်ဝင်းကြီးမှညီကုန်းချုပ်အမှာစကားပြောကြရာဒေတာဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များ ပညာရေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍတို့တွင်ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့်တင်ပြချက်များကိုပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးပြီးတက်ရောက်လာသောဌာနဆိုင်ရာများမြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများအခြေခံပညာကျောင်းမှဆရာဆရာမများနှင့်ရင်နီနီတွေ့ဆုံနှုတ်ဆက်ခဲ့ပါれအခမ်းအနားပြီးတွင်လူမှုရေးရာဝန်ကြီးသည်တုံတာမြို့ပြည်သူ့စေယုံတို့တွားရောက်၍ဝန်ထမ်းများနှင့်ရင်နီနီတွေ့ဆုံနှုတ်ဆက်စကားပြောကြားပြီးဌာနတည်ဆောက်ရေးလုပ်ငန်းများအရေးသွေးပြည့်မီရေးတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြအောင်သိရှိရပါရယ်ခမညာ။